ဓမ္မမိတ်ဆွေပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေပါမောက္ခကျုပ်ဆရာတော်ဒေါက်တာနန္ဒမာလာပြည့်ဝင်သားရဲ့ဘဝအထောက်ပတ်တီအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပါမောက္ခကျုပ်ဆရာတော်လောင်းလျာကို1940ဖြစ်နှစ်မလ22ရက်မြန်မာတက္ကရာ1300ခုနှစ်တပေါင်းလာပြည့်နှစ်ညမှာမန္တလေးတိုင်းစင်ကွမြို့နယ်ညောင်မေရွာမှာရှိတဲ့အဖအဥဆန်ကအမိတော်ခင်တို့ကဖွားမြင်ခဲ့ပါတယ်။မွေးချင်း၁၀ရောက်နဲ့၉ရောက်မြောက်သားဖြစ်ပြီး ငယ်မီမှာမောင်ထွန်းတင်ဖြစ်ပါတယ်အသက်9နှစ်အရွယ်မှာရောင်မေရွာတောင်ဘက်ရှိပေါ်ရမူရောင်းဆရာတော်ဦးကေလာတထံမှာနာတော်များနဲ့အတူမြန်မာစာနဲ့ပါဠိစာပေအခြေခံများကိုသင်ယူခဲ့ပါတယ်ဦးကေလာတပြန်လည်တော်မူသောအခါနာတော်များဖြစ်ကြတဲ့ကိုကျော်နိုင်နာတော်ရှင်ကန္ဓာသာရကော့ခရီမှာကိုရင်ဝတ်နေသူရှင်ဝင်းမလာတို့နဲ့အတူ1949ခုနှစ်ဇူလိုင်လမြန်မာတက္ကသိုလ်1331ခုနှစ်ဝါဇုဥကာလမှာ မိဘများကနာတော်ကြီးအရှင်နာရဒခုနဝါခန့်တရင်သုံးနေထိုင်ရာစကိုင်းတောင်ယိုရှိနဝမရွှေကျင်သာသနာပိုင်ဆန်ငင်းဆရာတော်ကြီးမိပတ္တနာမဟာကဏ္ဍယုံကြောင့်တို့ပို့ကဆန်ငင်းဆရာတော်ကြီးကိုဥပဇေပြု၍ရှင်သာမဏေပြုပေးခဲ့ကြရာဝဲတော်အမည်မှာရှင်နန္ဒမာလာဖြစ်ပါတယ်အရှင်နဲ့မိဘများပါဝင်တက်ရှိထင်ရှားမိသားစုဝင်ကိုယ်လူဟာဝိပဿနာကြောင့်၌သာသနာပေါင်းတို့ဝင်ရောက်ခဲ့ကြပြီး ဆရာတော်ဤနောင်တော်ကြီးအရှင်နာရဒသည်လည်းရွှေကျင်နိကာယ၏ဥပဩက္ကဋ္ဌမဟာနာယကသွေးဖက်သာသနာပိုင်တစ်ပါးဖြစ်ရာတမိသားစုအတွင်မှဥပဩက္ကဋ္ဌမဟာနာယကသွေးဖက်သာသနာပိုင်နှစ်ပါးပေါ်ထွန်းခြင်းပင်ဖြစ်ပါသည်။ရွှေကျင်နိကာယသမိုင်းမှာပထမဦးဆုံးမိသားစုတစုအတွင်မှဥပဩက္ကဋ္ဌမဟာနာယကသွေးဖက်သာသနာပိုင်နှစ်ပါးပေါ်ထွန်းခြင်းဖြစ်ပါသည်။ အသက်73နှစ်အရွယ်မှာစံကင်းဆရာတော်ကြီးရဲ့ခွင့်ပြုချက်ဖြင့်နောင်တော်အရှင်နာရဏထံမှအဘိဓမ္မာသင်ကြားကိုးပိုင်းကိုတဝါအတွင်းသင်ကြားကအဘိဓမ္မာစာမေးပွဲ၃စင်ကိုဖြေဆိုအောင်မြင်ခဲ့ပါတယ်။ပထမငယ်တန်းနဲ့ပထမလက်တန်းကိုအသက်74နှစ်အရွယ်မှာတနည်းထဲအောင်မြင်ပြီးပထမကြီးတန်းကိုအသက်75နှစ်အရွယ်မှာအောင်မြင်ခဲ့ပါတယ်။တကြသီဟသာမေကျော်စာမေးပွဲပထမအဆင့်ကိုအသက်16နှစ်တွင်၎င်းဒုတိယအဆင့်ကိုအသက်18နှစ်တွင်၎င်းတတိယအဆင့်ကို19နှစ်တွင်၎င်း အဆင့်တစ်ကြီးဖြစ်မယ်အောင်မြင်ခဲ့ပြီးတကြတိဟသာသနာလင်္ကာရတာမဏေရောဘွဲကိုရရှိကာအရှင်နန္ဒမာလာလင်္ကာရဖြစ်လာခဲ့ပါတယ်အသက်16နှစ်အရွယ်ကပင်ပါဠိတက္ကသိုလ်အစိုးရဓမ္မစရိယစာမေးပွဲစာချစာတန်းကိုကျမ်းကြီး၃ကျမ်းမြမစာဂုံလူ၂ကျမ်းစုစုပေါင်းကျမ်း၅ကျမ်းအောင်မြင်ခဲ့ကာသာသနာတစသီရိပဝရဓမ္မစရိယဘွဲကိုရရှိခဲ့သဖြင့်မန္တလေးမြို့မဟာဝိသုဒ္ဒရာယံတိုက်သိရှိဇယမေဒနီเจ้าမှာဝိနယမဟာ ဝကပါဠိအင်္ဂုတ္တရပါဠိဓမ္မပဒအထာကထာတို့ကိုကိုရင်ဘွားဖြစ်ပင်ပို့ချခဲ့ပါတယ်1958ခုဇွန်လ1ရက်မြန်မာတက္ကရာ1320ပြည့်နှစ်နေုံလပြည့်နေ့မှာနောင်တော်များဖြစ်ကြတဲ့အရှင်နာရဒအရှင်ဝိမလအရှင်ညာနာဗလအရှင်ဥဒ္ဓရအရှင်ကန္နတာရတို့နဲ့အတူညီနောင်6ပါးစုပေါင်းကစံကင်းဆရာတော်ကြီးချီးမြှင့်သောညောင်မေရွာမှအဖူးညွတ်များဟုအဓိပ္ပာယ်ရသည့်ဘောဓကုံတရအမိကိုခြေခံရေး မဟာသူဘောဓာယုံចောင်းတိုက်ကိုစကိုင်းတောင်ယူနိုင်တီထောင်ပြီးစာချအဖြစ်တာဝန်ယူခဲ့ပါတယ်1959ခုနှစ်အေဘီလ22ရက်မြန်မာတက္ကသိုလ်1320ခုတကူလာပြည်နေ့မှာမဟာသူဘောဓာယုံចောင်းတိုက်ရှိသာသနာမစ္စရီတိန်တော်၌စံရင်းဆရာတော်ကြီးကိုဥပစေပြည့်၍မန္တလေးမြို့ဆိုင်းနှက်ရက်နေ့ဥတာတဲ့နဲ့ဒေါ်ကျင်မီသားစု၏ဖြစ်စရာနုဂဟကိုခံယူကာမြင့်မြတ်သောယဟန်ဘုရားသို့ရောက်ရှိခဲ့ပါသည် 1922ခုနှစ်1960ပြည့်နှစ်မှာနဝမရွှေကျင်ပိုင်းစံရင်းဆရာတော်ဘုရားကြီးကိုဥပစေပြု၍ရဟန်းဘဝသို့ရောက်ရှိခဲ့ပါတယ်။နောင်တော်ရင်ဖြစ်သောဗတ္တနာနာရဒထံမှာတရားသင်္ဃာတိပကခြေခံများပထမပြန်စာမေးပွဲဆိုင်ရာကျမ်းစာများသင်ယူခဲ့ပြီးဇယမေတ္တနီဝါစုကျောင်းဆရာတော်ဗတ္တနာအဂိယရွှေကျင်သာသနာပိုင်းအဘိဓဇမဟာအရထဂုရုထံမှာ ဓမ္မစရိယအတန်းဆိုင်ရာကျမ်းစာများကိုသင်ယူခဲ့ပါတယ်။သခိုင်းမြို့မဟာသူဘောရယုံတိုက်မှာရှိတဲ့ဒေါန်တော်များဖြစ်ကြတဲ့နာယကတိုက်အုပ်တိုက်ချက်ဆရာတော်များထံမှတကြစီဟဇေဒီယသင်္ကနာတန်းဆိုင်ရာကျမ်းစာများကိုသင်ယူခဲ့ပါတယ်။ရန်ကုန်မြို့သမုဒိဘကျောင်းဆောင်တွင်တိပိတကပါဠိမြန်မာဘိဒံကျမ်းပြုဖြစ်ဆောင်ရွက်နေစဉ်ချမ်းမြေ့ဆရာတော်ဗဒ္ဒနာစနကဘိဝန္တထံမှာအင်္ဂလိပ်ဘာသာကိုစတင်သင်ယူခဲ့ပါတယ်။ ထိုနှစ်အတွင်းမှာပင်ဇီရီယနယ်ကဓမ္မစရိယစာသင်တန်းကိုဖြည့်ဆွအောင်မြင်ခဲ့ရာအရှင်နန္ဒမာလာလင်္ကာရာပြိဝန်သဖြစ်လာခဲ့တော်လဲအရှင်နန္ဒမာလာပြိဝန်သဟူ၍သာခေါ်ဝေါ်အသုံးပြုခဲ့ပါတယ်ဇီရီယင်္ဂနာစာကြားစာတန်းကိုယဟန်လေးဝါအရာတွင်ဖြည့်ဆွအောင်မြင်ခဲ့သဖြင့်ဇီရီယင်္ဂနာပရိယတိသာသနာဟိတဓမ္မစရိယဘွဲကိုရရှိခဲ့ပါတယ်တခြားတိဟဓမ္မစရိယစာသင်တန်းကိုယဟန်၃ဝါအရာတွင်၎င်း ။စာချတန်းကို6ဝါရတွင်၎င်းဖြည့်စုအောင်မြင်ခဲ့ပြီးနန္ဒမာလာဘိဝန္တပရိယတိသာသနာဟိတဓမ္မစရိယဘွဲကိုရရှိခဲ့ပါတယ်။1964ခုနှစ်မှာအစိုးရဓမ္မစရိယပါဠိပါရဂူရန်ပါစိတ်တရာဒီပါဠိအထာကထာကို ဖြည့်စုအောင်မြင်သဖြင့်သာသနာတစဓမ္မစရိယဝိနည်းပါဠိပါရဂူဘွဲကိုရရှိခဲ့ပြီးအစိုးရဓမ္မစရိယစာမေးပွဲမှာကြဲရှိနေသောကျမ်းများနှင့်အင်္ဂုတ္တရနိကေပါဠိအထာကထာကို 1964ခုနှစ်မှာ၎င်းတန်ယုတ်တနိကယပါဠိအထာဂရကို1968ခုနှစ်တွင်၎င်းအဘိဓမ္မာဝိပင်ကဒီပါဠိအထာဂရကို1968ခုနှစ်မှာ၎င်းအောင်မြင်ခဲ့သဖြင့်ပါဠိတက္ကသီလသာသနာတစသီရိပဝရဓမ္မစရိယဘွဲ့များအတိအထက်မှရရှိခဲ့ပြန်ပါတယ်။တကြတီဟာစာချစာတန်းအောင်ဂေဇက်ထွက်အပြီးမှာကဘာယေကုန်းပြည်ဇဝူဒီပါကျောင်းဆောင်၌ တိပိတကပါဠိမြန်မာအဘိဓမ္မာချမ်းပြူဖြင့်တဝါကတ်ဆောင်ရွက်ခဲ့ပါတယ်။ထို့သူဆောင်ရွက်နေစဉ်ချမ်းမြေဆရာတော်အရှင်စရကဘီဝင်သာထန်၌အင်္ဂလိပ်စာကိုသင်ယူခဲ့ပါတယ်။မြန်မာတက္ကသိုလ်1332ခုနှစ်1983မှစတင်၍ကျမ်းစာများရေးသားပြုစုခဲ့ရာအင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်ကျမ်းစာများကိုထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။1336ခုနှစ်ခရစ်တက္ကသိုလ်1980မှစပြီး၍သာသနာရေးဆောင်ရွက်ချက်များမှာပရမအကျင့်တန်ခါအဖွဲ့စည်းအစဉ်အတွက် စကိုင်းမျိုးနဲ့တန်ခါနာယကအဖွဲ့အဖွဲ့ဝင်ဖြစ်၎င်းဓမ္မစရိယစာမေးပွဲအကျိုးဆောင်ဖြစ်၎င်းနိုင်ငံတော်ဗဟုတန်ခါဝင်ဆောင်ဖြစ်၎င်းပထမပြန်စာမေးပွဲပြဋ္ဌာန်းကျမ်းစာပြည်စည်ရေးအဖွဲ့အဖွဲ့ဝင်ဖြစ်၎င်းနိကေစာမေးပွဲစီမင်းစီကံရေးဆွဲရေးအဖွဲ့ဝင်နိုင်ငံတော်တီချာဝီနီတိုအဖွဲ့ဝင်မှတင်မြင့်ဆောင်98ဤဝီနီတိုပထမပြန်စာမေးပွဲကျင်းပရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဥက္ကဋ္ဌဖြစ်၎င်းဆောင်ရွက်ခဲ့ပါသည် ြန်မာတက္ကရာ1348ခုနှစ်ခရစ်တက္ကရာ1986မှာအိန္ဒိယနိုင်ငံအာသံပြည်နယ်နဲ့အာရုဏရှပရာဒေ့ရှ်မှာယဟန်တာမနီကျောင်းသားငယ်များအားမြန်မာစာနဲ့အဘိဓမ္မာတို့ကိုပို့ချပေးခဲ့ပါတယ်1348ခုနှစ်1989ခုသီရိနိုင်ငံဘောရယ်လာမြို့မှာ YMBA အသင်းတိုင်းမှာရှိတဲ့အဘိဓမ္မာကိုအင်္ဂလိပ်ဘာသာဖြင့်ပို့ချပေးခဲ့ပါတယ် 1989ခုနှစ်မှာသီရိလင်္ကာနိုင်ငံ University of Kelaniya မှာ MA Buddhist Study ဘွဲ့ကိုရရှိခဲ့ပါတယ်။1994ခုနှစ် American ပြည်ထောင်စု Maryland ပြည်နယ် Beaver Springs မြို့မင်္ဂလာယာမကျောင်းတိုက်မှာမြန်မာဗုဒ္ဓဘာသာဝင်တို့အားအဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲ့ပါတယ်။1996ခုနှစ်မှာနိုင်ငံတော်မှအကမဟာကန္နဝါစကပန္တိတဘွဲကိုစက်ကတ်ခဲ့ပါတယ်။တိရဂုကဗ္ဗဗုဒ္ဓတက္ကသိုလ်မှာပါမောက္ခအဖြစ်ဆောင်ရွက်ကာ Department of Language Study မှာ English Diploma Class နဲ့ BA အတန်းများရှိဘာသာရပ်များကိုလည်းကောင်း America, Korea, Mexico, Germany, ပြင်သစ်စသောနိုင်ငံများမှကျောင်းသားကျောင်းသူများအားပါဠိဘာသာအဘိဓမ္မာဘာသာရပ်များကိုလည်းကောင်းသင်ကြားပို့ချပေးခဲ့ပါတယ်1998ခုနှစ်မှာ American ပြည်တော်စု Baltimore မြို့ရှိ Kilata Vihara ကျောင်းတိုက်ရှိမြန်မာဗုဒ္ဓဘာသာဝင်တို့အားအဘိဓမ္မာညသင်တန်းပို့ချပေးခဲ့ပါတယ် 1999ခုနှစ်မှာရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ဩဝါဒစရိယအေပါမောကအဖြစ်ပြည်တွင်းပြည်ပကျောင်းသားများအားစာပေများပို့ချပေးခဲ့ပါသည်။2000ခုနှစ်မှာနိုင်ငံတော်မှအဂ္ဂမဟာ ပန္နိတာဘွဲ့ကိုစက္ကတ်ခဲ့ပါသည်။2003ခုနှစ်မှာအိန္ဒိယနိုင်ငံမဂ္ဂရတက္ကသိုလ်မှ PhD ဒေါက်တာဘွဲ့ကိုရရှိခဲ့ပါသည်။ထိုနှစ်မှစတင်၍ဂျာမနီ၊နယ်သာလန်၊ဩစတြီးယား၊အင်္ဂလန်၊စင်ကာပူ၊မလေးရှား၊ကိုရီးယားနိုင်ငံများသို့ နှစ်စင်မပြတ်ကြွားရောက်ကအဆိုပါနိုင်ငံသားများအားအဘိဓမ္မာသင်တန်းများပို့ချပေးလျက်ရှိပါသည်။2009ခုနှစ်မှာမဟာသုဘောဓရုံဤဗရဏနာယကဖြစ်သူအရှင်နာရဒမှာရွှေကျင်နိကာယဥပဥက္ကဋ္ဌဖြစ်၅လမြသာတာဝန်ထမ်းဆောင်ပြီးပြန်လည်တော်မူခဲ့ရာဆရာတော်ဟာထိုနှစ်ဩဂုတ်လ၁ရက်မြန်မာတက္ကရာ1380ခုနှစ်ဝါကွန်လာဆန်း၁၇ရက်နေ့မှာနောင်တော်ကြီးများ၏ရိုက်ရာကိုစက္ကန့်လျက်မဟာသုဘောဓရုံကျောင်းတိုက်များ၏ ဦးစည်းပဌာနနာယကဆရာတော်ဖြစ်လာခဲ့ပါတယ်။2000ခုနှစ်မှာအဂ္ဂမဟာပန္ဒိတဘွဲ့တိစိတ်တော်ကို၎င်း2018ခုနှစ်မှာအဂ္ဂမဟာတတ္တမဇောတိကဒဇဘွဲ့တိစိတ်တော်ကို၎င်း2020ခုနှစ်မှာအဘိဓဇမဟာရထဂုရုဘွဲ့တိစိတ်တော်ကို၎င်းစက္ကချင်းခံခဲ့ရပါတယ်။2018ခုနှစ်ကမော်ဘီမြို့ဓမ္မတုဒ္ဒဇေတဝန်တော်ရစေကိန်နာရယာမကျောင်းတိုက်မှာပြုလုပ်တဲ့ အချိန်20မြောက်ဗုဒ္ဓသာသနာလုံးဆိုင်ရာရွှေကျင်နိကာယတန်ခါအစည်းအဝေးမှာဆရာတော်ဟာအရှင်အဂ္ဂညာနာပြီးဝင်သားနဲ့အတူတွဲဖက်၍တွဲဖက်ရွှေကျင်သာသနာပိုင်ဖြစ်တင်မြောက်ခြင်းခံခဲ့ရပါတယ်။ပါမခါကျုပ်ဆရာတော်ကြီးဟာယခုအခါမှာတတ်တော်85နှစ်ရှိပြီဖြစ်ပြီးပြည်ဦးလယ်မြို့အောင်ချမ်းသာရွာမှာရှိတဲ့ဓမ္မတဟာယစင်တာ၌တရင်သုံးနေတော်မူလျက်ရှိပါတယ်။ တပောင်းမိတ်ဆွေများလည်းဖူးမြော်လိုပါကပြင်းဦးလေမြို့သို့သွားရောက်ကာဆရာတော်ကြီးအားဖူးမြော်နိုင်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ဆရာတော်ကြီးရဲ့ငယ်ဘဝမှစတင်၍ကဘာအနှံ့သာသနာပြုခဲ့ပုံများနဲ့ဝိဒစိတ်များစက္ကတ်ခံရခြင်းအကြောင်းများကိုဆရာတော်ကြီးဘဝအထုပ္ပတ္တိဖြစ်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။ဓမ္မမိတ်ဆွေပရိသတ်များအားလုံးကျမ်းမာချမ်းသာလွတ်ရဆန္ဒပြည့်ဝကြပါစေခင်ဗျာ။